ရွာကြီးမြို့မှာဒီနေ့လဲနောက်ထပ်သေဆုံးသူတယောက်ထပ်ပေါ်လာပြန်နေ။ရွာသားတွေဟာအလောင်းကိုအလျင်အမြန်မီးတချို့ရဲ့နေရာစီပို့ဆောင်နေကြတယ်။ဒီအချိန်မှာရွာသားတယောက်ဖြစ်တဲ့တိန်ထွန်းကအော်ပြောလိုက်တယ်။ညီအကိုတို့အားလုံးမြန်မြန်လမ်းလျှောက်ကြစို့ညမရောက်ခင်ဒီအလောင်းကိုမီးတချို့ပြီးစီအောင်လုပ်ရမယ်။အော်တိန်ထွန်းရာကျွန်တော်တို့လဲလမ်းကိုအမြန်ရှောက်နေတာပဲလေ။ဒီအလောင်းကဒီလောက်လေးလံတာကိုဘယ်လိုလုပ်မလဲ။တက်နိုင်တဲ့လောက်မြန်မြန်သွားကြတာပေါ့။အေးပါမြန်မြန်လမ်းလျှောက်ကြပဲစုံနေကြပေါ့။ ဒီမီးကြိုတဲ့လမ်းကညဘက်ဆိုရင်ဘယ်သူမှအသက်ရှင်ပြီးပြန်မထွက်နိုင်ဘူးလို့ပြောကြတယ်လေအဲ့ဒါကြောင့်မင်းမြန်သွားဖို့ပြောတာပါကွာလာညီကိုတို့မင်းမြန်လျှောက်ကြစို့ရွာသားတွေနဲ့တိန်ထွန်းတို့ဟာအလင်းအမြန်မဲ့မီးတချိုတဲ့စီရောက်သွားကြပါတယ်။အလောင်းကိုမီးတချိုဖို့စီစဉ်နေကြပေမဲ့အလုံးလုံးနေရင်ညဘက်ရောက်သွားတယ်။အဲ့ဒီအခါတိန်ထွန်းတယောက်ကြောက်လန့်လာတယ်။ငါပြောသားပဲမြ мян လှုပ်ဖို့ပြောထားတာကိုမင်းတို့နားမထောင်ဘူး။အခုတော့ညဖြစ်သွားပြီ။ဘာဖြစ်လာလဲမသိတော့ဘူး။ငါတို့တော့အသက်ခံရတော့မှထင်တယ်။ ွာသားတစ်ယောက်ကလည်းရီပြီးပြောလိုက်ပါတယ်။အေးပါတိမ့်ထွန်းရမင်းကလည်းတိတ်ကိုကြောက်လွန်းနေ။အဲ့လောက်လည်းမကြောက်ပါနဲ့။ငါတို့ရှိပါတယ်။ဘာဖြစ်မှာလဲကွာ။ဒီမှာရွာသားတွေလောက်များကြီးရှိတာဟုတ်။ဘသူကလောက်လူတွေနဲ့ရန်ရှာရဲမှာလဲ။မင်းစိတ်မပူနဲ့ဘာမှမဖြစ်ဘူး။အဲ့ဒီလိုပြောပြီးရွာသားတွေဟာသူတို့အလုပ်တွေကိုဆက်လုပ်နေကြတယ်။ဒါပေမဲ့ခဏကြာမှမိတဂျိုရာထဲမှာရုတ်တရက်လေပြင်းတွေတိုက်ခတ်လာတယ်။ဒီအခါရွာသားတယောက်ဖြစ်တဲ့မောင်မောင်ကအော်ပြောလိုက်တယ်။ဟာ ဒီရာသီဥတုကဘလို့ဖြစ်ပြီးရုတ်တရက်ပြောင်းသွားတာလဲဘေးနားမှာမီးတချို့နေတာတောင် ချမ်းလာပြီဒီလောက်လေပြင်းနေတိုက်နေတာဒါဘာဖြစ်နေတာလဲဒီအချိန်မှာရုတ်တရက်ကြောက်စရာကောင်းတဲ့အတန်တစ်ခုထွက်ပေါ်လာတယ်ဒီကနေပြေးထွက်သွားကြစမ်းမဟုတ်ရင်ဘသူ့ဘုံမှာအသက်ရှင်လည်းမထားဘူးဒီနေရာကနေအမြန်ဆုံးပြေးကြစမ်းငါပြောသားပဲမြန်မြန်လှုပ်ဖို့ပြောထားတာကိုမင်းတို့ကနားမထောင်ဘူးအခုမီးတချို့ရဲ့နေရာကတရဲတွေကငါတို့ကိုအသက်ရှင်ရထားမှာမဟုတ်တော့ဘူး ငါတော့အရန်ကြောက်နေပြီမင်းတို့ပဲနေချင်နေခဲ့တော့ငါတော့ဒီကနေပြေးပြီတိန်ထွန်းတရားအဲ့ဒီနေရာကနေထွက်ပြေးဖို့စူးစမ်းပေမဲ့မိသူကျိုးရဲ့နေရာရဲ့တကားဟာရုတ်တရက်ပိတ်သွားတယ်ပြီးတော့ဝင်းပလီရဲ့အော်ဟစ်တန်တွေထွက်ပေါ်လာတယ်ဟာတိန်ထွန်းဒါဘာဖြစ်နေတာလဲမင်းပြောတာမမှားဘူးအခုငါတို့ဘာလုပ်ရမလဲမိသူကျိုးရဲ့တကားလည်းပိတ်သွားပြီဒီလောက်ကြောက်စရာကောင်းတာငါတို့ဘာလို့မင်းစကားကိုနားမထောင်ခဲ့မိတာလဲမောင်မောင်ရဲ့စကားမဆုံးခင်မှာပဲ မီးတကြိုးပိုပြင်ထားတဲ့အလောင်းဟာရုတ်တရက်မီးပေါ်မောကနဲ့ထထိုင်လိုက်ပြီးကြောက်စရာကောင်းတဲ့အတန်နဲ့ရီမောလာတယ်။ရွာသားတွေဟာဒီမြင်ကွင်းကိုမြင်ကအံ့ဩထိတ်လန့်ကုန်ကြပြီးရွာသားနှစ်ယောက်ကတရေမကိုမြင်တာနဲ့ထွက်ပြေးကြတယ်။ဟာတေးပြီကွာငါတို့ဘယ်မှာပြိမ့်မိသွားတာလဲ။မိမကမသွားဖို့အတင်းပြောထားတာကိုငါဆွေမျိုးတာဝန်ထမ်းဆောင်အောင်မယ်ဆိုပြီးလာခဲ့တာ။အခုဒါဘာတွေဖြစ်နေရလဲ။ဒီအလောင်းကအသက်ပြန်ရှင်လာပြီးတရေမဖြစ်သွားတာပဲ။ငါတို့ဒီကိုမီးတကြိုးပိုလာခဲ့တာ။ အခုဒီအလောင်းကငါတို့ကိုပြန်တက်ပြစ်တော့မယ်။ငါလည်းမသေးချင်သေးဘူး။တရားရောက်ကြကြပါဦး။အဲ့ဒီအချိန်မှာအလောင်းဟာမိဘမော်ကနေလှည့်မြန်စွာဆင်းသက်လာပြီးရွာသားတွေတဲကတရားကိုတက်ပလိုက်ပါတယ်။ငါ့ကိုမိတဲ့ချိုးဘူးလာကြတယ်ဗောလေ။အားလုံးကိုတက်ပြီးစားပြစ်မယ်။သေပြီးတဲကဘာမှမစားရသေးဘူး။ရွာကြီးမျိုးရဲ့မိတဲ့ချိုးတဲ့နေရာမှာတရဲမတွေနေထိုင်နေကြပါတယ်။ဒီတရဲမတွေဟာညဘက်ဆိုရင်မိတဲ့ချိုးတဲ့နေရာမှာရှောက်သွားနေကြပြီးလာသမျှလူတိုင်းကိုတက်ပြစ်တတ်တယ်။ ဒီတရဲမတွေဟာရခင်ကမတော်တဆမှုတစ်ခုမှာတည်ဆုံးခဲ့ရပြီးလူသားတိုင်းကိုသူတို့ရဲ့ရန်သူအဖြစ်မြင်နေကြတယ်။ဒီလူသားတွေကငါရဲ့ငါညမနေရဲ့အသက်ကိုယူခဲ့ကြတယ်။အခုငါကတော့ဘယ်လူသားအုံမှာအသက်ရှင်လည်းမထားတော့ဘူး။အခွင့်အရေးရတာနဲ့အကုန်လုံးကိုတတ်ပစ်မယ်။ဟုတ်တယ်အမရဲ့ဒီလူသားတွေကကျမတို့ကိုရရဆက်ဆက်တတ်ခဲ့ကြတယ်။အခုငါတို့နှစ်ယောက်ဒီမီးတချို့ရဲ့နေရာကိုဖျက်သွားသမျှလူတိုင်းကိုနာကျင်စွာတတ်ပစ်မယ်။တယောက်ကမှအရှင်လည်းမထားဘူး။ မိတဲ့ကျိုးတဲ့နေရာမှာရွာသားတွေတိတ်ဆုံးသွားတဲ့တဲ့ရင်ဟာရွာကြီးမြို့သားတွေစီရောက်လာတယ်။ဒီတဲ့ရင်ကြားပြီးရွာသားတွေအားလုံးဝမ်းထဲပူဆွေးကုန်ကြပြီးရွာသားကြီးဥမြင့်စီသွားကြတယ်။ဥမြင့်ရဲ့တခုခုလှုပ်ပေးပါဦး။အဲ့ဒီလူတွေတိတ်တက်တဲ့မိတဲ့ကျိုးမှာနောက်ထပ်ရွာသားတွေအသက်ခံလာရပြန်ပြီ။အခုငါတို့ဘာလုပ်ရမလဲ။အဲ့ဒီလူသက်သမားတွေကဒီရွာတွေကိုပါဝင်လာရင်ဘယ်လိုလုပ်ကြမလဲ။သားတွေရဲ့ဝမ်းထဲမှုကိုငါနားလဲပါတယ်။ဒါပေမဲ့အခုလောလောဆယ်ဘာလုပ်လို့ရမလဲ။ ေးတဲ့ဂျိုရဲ့နေရာမှာဘာတွေဖြစ်နေလဲဆိုတာဘသူမှမသိဘူး။ဘာလို့လဲဆိုတော့အဲဒီကနေဘသူမှအသက်ရှင်ပြီးပြန်မလာခဲ့လို့ပဲ။ဦးမြင့်ရဲ့စကားကိုကြားပြီးအနားမှာရက်နေတဲ့ဘမောင်ကဝင်ပြောတယ်။ဦးမြင့်ရဲ့ဒီလိုလက်ပိုက်ကြည့်နေုံနဲ့တော့ဘာမှဖြစ်မလာဘူး။တခခုတော့လောက်ရမယ်။မဟုတ်ရင်ဒီတိုင်းဆက်သွားနေတနေ့ရွာတရွာလုံးမှာရှိတဲ့လူတွေအကုန်လုံးထေသွားလိုက်မယ်။တယောက်မှကြံမှာမဟုတ်တော့ဘူး။ကျွန်တော်တို့တခခုလောက်ကိုလောက်ရမယ်။ဒါပေမဲ့အစည်းအဝေးကဘာမှအဖြေမထွက်ပဲ ရွာသားတွေနဲ့ဦးမြင့်တို့အိမ်ပြန်သွားကြတယ်။နောက်တနေ့မှာအနီးနားရွာကရွာသားကြီးဦးကျော်ဟာရွာချင်းမျိုးတွေကစက်သားဆိုင်တစ်ခုစီရောက်လာတယ်။သူကလည်းဆိုင်ရှင် မောင်ဆိုးကိုမေးလိုက်ပါတယ်။ဟေးစက်သားသမားဒီစက်သားတွေဘလို့ရောင်းလဲကွ။အိုးဦးကျော်ရဲ့လူချင်းမင်းလိုဂုံရှိတဲ့သူမျိုးကိုပတ်ဆိုင်ယူလို့ပဲအဆင်ပြေမလဲဗျ။ခမရအတွက်ဆိုလက်ကားပါပဲဗျာ။မင်းကားကိုဒီလောက်လေးစားပေးတာကျေးဇူးပါပဲ။ဒါပေမဲ့မင်းပတ်ဆံမယူရင်ငါမင်းစီကစက်သားမဝယ်ဘူး။ ငါကလည်းဂုံရှိန်ဝါကိုတုံးပြီးအလကားမရှိပါဘူးကွာမင်းမဆုံးဖြတ်လိုက်။အိုးမလောက်ပါနဲ့လူကြီးမင်းခင်ဗျားပေးကျင်တော့တာဒီစင်းရဲသားကိုပေးလိုက်ပါ။အေးပါဒီလိုလို့မနက်ဖြန်ညနေကြရင်ငါအိမ်မှာပါတီရှိတယ်။ကျက်သား20ကီလိုလောက်လိုတယ်။မနက်ဖြန်ညနေကျက်သားတွေယူလာခဲ့ကွာ။အဲ့လိုပြောပြီးဥကြော်ထွက်သွားတယ်။မောင်ဆိုးကလည်းသဘောတူလိုက်တယ်။ဒါပေမဲ့ဥကြော်ထွက်သွားပြီးမှမောင်ဆိုးတယောက်မိတဲ့ကြိုးတဲ့နေရာအကြောင်းကိုတတိရသွားတယ်။ ဟာတေးပါပြီကွာငါဘာလုံးမိလိုက်တာလဲဥကြော်ကိုဘာလို့သဘောတူလိုက်မိတာလဲသူ့ရွာကိုသွားတဲ့လမ်းမှာအဲ့ဒီလူတွေတက်ပြက်ခံတက်တက်မိတကြိုတဲ့နေရာရှိရာကိုအခုငါဘာလုံးရမလဲညဘက်ရောက်တော့မောင်စိုးကအိမ်ပြန်ရောက်ပြီးသူ့ဇနီးမမျက်ကိုအကုန်ပြောပြလိုက်ပါတယ်မမျက်ကလည်းဒီစကားကိုကြားတော့ဒေါသထွက်ပြီးပြောတယ်ရှင့်ရဲ့အကျင့်တွေကိုကျမသိတယ်ချီးကျူးပြီးလူကိုပျော်အောင်လုပ်တတ်တယ်ဘာလို့ပြက်ပြက်တသားညင်းမထားတာလဲအဲ့ဒီတက်ပြက်တက်တက်မိတကြိုရှိတဲ့နေရာအချောင်းကိုရှင်သိရမဟုတ်လား ဒီလိုပြောပြီးမမျက်နဲ့မောင်ဆိုးကိုအိပ်ရာဝင်သွားကြတယ်။နောက်တနေ့ညနေမှာ မောင်ဆိုးဟာသူ့စပိန်ပေါ်မှာကြက်သားတွေတင်ပြီးဥကျော်ရဲ့အင်စီကိုထွက်လာခဲ့တယ်။ဒါပေမဲ့သူ့စိတ်တစ်ခုလုံးကမိသချိုးရဲ့နေရာပေါ်မှာပဲရောက်နေတယ်။ဒါပေမဲ့ဒီနေ့ဟာမောင်ဆိုးရဲ့ကံကြမ္မာမှာတစ်ခုခုထူးခြားနေတယ်။မောင်ဆိုးဟာမိသချိုးရဲ့နားရောက်တဲ့အခါတရေမနှစ်ယောက်ကရုတ်တရက်ပေါ်လာတယ်။ဟေးကြက်သားသမားဒီကြက်သားတွေကိုဘယ်ယူသွားမလို့လဲ။ငါတို့အတွက်ဒီကြက်သားတွေကိုထားခဲ့မလို့လား။ ကြက်သားတွေကိုရောနင့်ကိုပါစားပြစ်မယ်။မောင်ဆိုးတယောက်ရုတ်တရက်အကြံတစ်ခုရလာပြီးပြောလိုက်တယ်။တရဲမတို့ဒီကြက်သားတွေကတင်းတို့အတွက်ပဲယူလာတာပါ။တင်းတို့နှစ်ယောက်စလုံးအရန်ပိန်နေပြီ။လူသားအသားတွေစားနေတာကြောင့်တင်းတို့ရဲ့ဗစက်အရသာပြောင်းမေးဖို့စဉ်းစားလိုက်တာ။မောင်ဆိုးရဲ့စကားကြောင့်တရဲမတွေပျော်သွားကြတယ်။မင်းပြောတဲ့စကားတွေကြောင့်ငါတို့စိတ်ကျဉ်တတ်သွားတယ်။မင်းကတိတ်ကောင်းတဲ့လူပဲ။အခုဒီကြက်သားတွေကိုဒီမှာထားခဲ့ပြီးဒီကနေထွက်သွားမဟုတ်ရင်မင်းကိုပါစားပြစ်မယ်။ အိုးတရဲမတို့တင်းတို့ကငါ့ကိုဒီလိုခုံပြူနေတာလားငါကတင်းတို့အတွက်ပါတီတစ်ခုလုပ်ပေးချင်တာပါလာငါနဲ့လိုက်ခဲ့ဒီတဲကကြက်သားမစားချင်ဘူးလားချက်ပြီးသားကြက်သားစားပြီးပါတီလုပ်ရင်ကလည်းကပြီးပျော်ကြမယ်လေအမသူရက်လိုက်သွားကြရအောင်ပါတီမလုပ်တာဘလောက်ကြပြီလဲပျော်စရာကောင်းပါပဲလေဒီလိုပြောပြီးတရဲမငယ်ဟာဖတ်တီမပုံစံကိုပြောင်းလိုက်တယ်သူ့ကိုမြင်တော့တရဲမကြီးလဲသူ့ပုံစံကိုလှပတဲ့မိမတယောက်ဖြစ်ပြောင်းလိုက်ပြီး ောင်ဆိုးနဲ့အတူဥကျော်ရဲ့အိမ်စီလိုက်သွားတယ်။ဟေးမောင်ဆိုးမင်းဒီရုပ်ဆိုးတဲ့မိန်းမတွေကိုဘယ်ကခေါ်လာတာလဲ။ဥကျော်ရဲ့စကားကြောင့်တရဲမတွေကဒေါသထွက်သွားပြီးသူတို့ရဲ့မူလပုံစံအစ်စ်ကိုပြန်ပြလိုက်တယ်။ဥကျော်မင်းမလေးလောက်ရဲတင်းတဲ့တတ္တိရှိတယ်ပေါ့လေ။ငါတို့ကိုမလှဘူးလို့ပြောရတယ်ပေါ့ဟုတ်လား။အဲ့ဒီလိုပြောပြီးတရဲမကြီးဟာဥကျော်ကိုဆွဲမြောက်လိုက်တယ်။ဒီအချိန်မှာဥကျော်ရဲ့ဖုန်းကြီးဖြစ်သူဆရာတော် UPC ရောက်လာပြီးအော်ပြောတယ်။ဟဲ့တရဲမတွေ ဥကြော်ကိုလွှတ်လိုက်စမ်းမင်းတို့မှဒီလောက်တတိရှိတယ်ပေါ့ဆရာတော်ဟာတရဲမတွေဘောကိုဖုံးကြီးတုံးနဲ့ပြာမုံတွေပြစ်ပောက်လိုက်တယ်ပြာမုံတွေတရဲမတွေဘောကြောက်ရောက်တဲ့အခါမှာတရဲမတွေဟာချက်ချင်းမီးလောင်ပြီးပြာဖြစ်သွားပြီးထာဝရပြောက်ွယ်သွားပါတော့တယ်အခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့တရဲပုံမြင်လေးတွေကြည့်ကြည့်နေဆိုရင်တော့အခု channel လေးကို like and subscribe လေးလုပ်ထားဖို့မေးကြပါနဲ့နော်နောက်ထပ်လည်းစိတ်ဝင်စားစရာကောင်းတဲ့ video လေးတွေနဲ့တူတူပြန်လာခဲ့ပါမယ်ရှင်ကျေးဇူးတင်ပါတယ်